တီလာတဲ့မြမတော်အဆတ်တော်မှာထားချက်ခဲ့တဲ့လူချင်းချင်းပေါ်မှာပါတယ်ပြားပြိုးတွေကပေါ်လာတယ်ချီပြားခက်လမ်းတော့

သမားရန်သူများရဲ့လက်ချက်နဲ့ကြာဆုံးသွားရရှာတဲ့လွတ်လပ်ရေးပြည်သူ့ကပြည်သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအာဇာနည်ကြီးများရဲ့ရုပ်ကလပ်ကို1948ခုနှစ်ဒီဝီက17ရက်နေ့နေ့လယ်တနာ yı 15မိနစ်အချိန်မှာအာဇာနည်ဗိမာန်တို့ပို့ဆောင်သင်းယူဖို့အတွက်ထွက်ခွာလာကြပါလေ ီမဇာပနပူဆောင်ရမှာနိုင်ငံတော်ကြီးရီလီတက်မတော်သားများနဲ့တကွတပ်ဖွဲ့ပေါင်းစုံမှပူဆောင်ကြည့်တဲ့လာရရှုမြင်ရသူပြည်သူအလုံးချိန်မီပုံများပူဆွေးတက်တာတော်ဖြင့်လိုက်ပါပို့ဆောင်ရပါမယ် လတင်ရင်များပေါ်မှာတင်ဆောင်လာတဲ့အာဇာနည်ကြီးများရဲ့ယုတ်ကလပ်ကိုပြည်သူလူထုကဝမ်းနဲ့ကြည်ကွဲစွာအလေးပြုကြပါတယ်။ယူရီဟောကနေပြီးလေးစုတပ်ပုံချွေတကုံစီတီတော်ကြီးတို့ဦးတီကပို့ဆောင်ရလမ်းတလျှောက်မှာပေးတာအပေါင်းရှင်းတော့ဝဲရပြည့်တဲ့နေပါတယ်။ transport လမ်းတစ်ခွင်မှာလဲလိုက်ပါပို့ဆောင်သူများရောနောက်ဆုံးမျှော်ရှုအလေးပြုကြသူအပေါင်းတို့ကကြေကွဲဝယ်ရာတွေ့မြင်ရပါတယ် ွဲ့ပေါင်းစုံနဲ့တကွနိုင်ငံသားတန်တမာများစစ်ပယ်အရာရှိကြီးများပါလိုက်ပါပို့ဆောင်ကြပါရစေ။အာဇာနည်ကြီးများရဲ့ယုတ်ကလတ် ညှုံ့နှံမှုအတွေ့1948ခုနှစ်မတ်လ29ရက်နေ့မှစတင်အုတ်မြစ်ချတိဆောက်ခဲ့ရတဲ့အာဇာနည်ဗိမာန်ကိုလည်းအသင့်ပြင်ဆင်ထားပါတယ်အာဇာနည်ကြီးများရဲ့ရုပ်ကလပ်များကိုကျိုးရင်းဆောင်စားနေကြတဲ့ပိဋကကြီးကလည်းတစုတစ်ပေါင်းအားကောင်းတာပါလေခဏကြီးခွဲအချိန်မှာတော့ အာဇာနီကုန်းလို့အမည်ကတဲ့အာဇာနီဗိမာန်ဝကိုရောက်ရှိလာကြပါလေအာဇာနီကောင်းဆောင်ကြီးများရဲ့ယုတ်ကလများကိုအလဲဘိုးမဘိုးချုပ်အောင်ဆန်းလက်ရဘက်မှာသခင်မြဥပဝင်းမိုင်းဘုံစောဝါကြီးနဲ့ဦးအောင်မောင်လက်ဝဲဘက်မှာဥပချိုးမန်းပါခိုင်းမစ္စတာရာဇတ်နဲ့ရဲဘော်ထွေးတို့ရဲ့ယုတ်ကလများကိုတက်ဆိုင်ရာအုတ်ကူတီးတီးမှာထားရှိပါလေ Yeah. Hey. တဏှတ်များဖြစ်ပေါက်ကစစ်ခရာများပုတ်ပြီးအလေးပြုကြတဲ့ပြင်ပမတတ်မတော်လင်းမြန်တို့ကလည်းဝိဟင်းရမနေပြီးအာဇာနည်ကုန်းကိုဥတိုက်ပြန်ဝဲကပန်းမျိုးစုံများနဲ့လွမ်းလူပန်းဝေးကျဲချပြီးအလေးပြုကြပါတယ်အကြီးရဲ့ကိုစားအတွင်းဝင်ဥရွှေဘောနဲ့နိုင်ငံသားတန်တမာများကလည်းလွမ်းလူပန်းခွေများနဲ့အလေးပြုကြပါတယ် ောက်စန်းတဲ့ကွာအာဇာနည်ကြီးများရဲ့ဇပနာအခမ်းအနားဟာညနေ၄နာရီအချိန်မှာပြီးစီးပါတော့တယ်ခင်ဗျာ